ကျွန်တော်တက်ကြီးกว่าလဲအဲ့ဒီဟာလေဟိုရှောင်လွဲဖို့ခက်မယ်ထင်တယ်ဒါဟိုမိဘနဲ့သားသမီးကြား relationship အတိုင်းမှာလေအများတန်းဟိုပရိပခလေးဆိုရှိအများတန်းကြီးလေဟိုကျွန်တော်တို့ဟိုမြန်မာကား drama တွေတွေကလို့အများတန်းကြီးအာသားသားအဲ့လိုမျိုးမရှိနေဘူးအများဒါကတော့အကုန်လုံးသိမှာပါဘလောက်ပဲချစ်တဲ့ဟို relationship ပဲဖြစ်ဖြစ် relationship ဆိုဟိုပါအကုန်ပါရနော်မိဘနဲ့သားသမီးချစ်သူနှစ်ဦးကြားမောင်နှမကြား ဘလို့ပဲနေနေပေါ့နော်အဲပရိပခလေးရရင်နေရှိတယ်ဒါပေမဲ့ကျွန်တော်မိဘနဲ့ကျွန်တော်ကြာမှာတော့ပရိပခအ ਨੇ ဆုံးနေအောင်ကျွန်တော်အမြဲတမ်းနေတယ်ဒါကျွန်တော်ကခုနစကားဖြစ်တာပြောတာကျွန်တော်တို့ဘရောမအဲ့လိုမျိုးမရှိပါဘူးဟုတ်ဟိုဘာလို့ဆိုတော့အဲတခါလေးကြာလို့ရှိရင်အမေကဟင်းသမီးမကြက်သေးဘူးကိုကအလုတ်သွားရမယ်ဥပမာပြောပြပါအောင်အလုတ်သွားရမယ်ဆိုအမေကမကြက်ဘူးအာမမကလည်းမကြက်သေးဘူးဆိုတော့အဲ့ဒါအဲ့လိုမျိုးလေးပေါ့အဲစိတ်စိတ်တူတာတော့မဟုတ်ဘူးပေါ့ အဲ့လိုမျိုးလေးပေါ့အာမမကလည်းဘာလို့မချက်သေးရလဲပေါ့အဲ့လိုမျိုးသားတယောက်အနေနဲ့မိဘပေါ့ပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးတွေကကြတော့อืมမဖြစ်သင့်တာလေးပေါ့လေမိဘလေးဟုတ်တယ်မလားအဲ့လိုမျိုးအဲ့လိုမျိုးကြီးဟိုစိတ်ထဲကနေပဲဖြစ်တာပေါ့အများကြီးမပြောတာအမေကြည့်နေလို့ရှင်အနောက်နေ့ဆိုဟင်းနေချက်ထားတော့မှသူ ကျွန်တော်နှစ်တိုင်းနှစ်တိုင်းကျွန်တော်အမြဲတမ်းပြိသက်တွေကသူတို့စုထားတဲ့ပတ်စံလေးရဲ့ပြီးကျွန်တော်ပါဝင်တဲ့အလူငွေလေးရဲ့လူနှစ်တိုင်းလူခဲ့တာအဲဇက်တိုက်ပဲအ ਨੇ ဆုံးမရှိဘူးဆိုလို့ရှိရင်၅နှစ်နဲ့အထက်မှာရှိရဇက်တိုက်ပဲဒါပေမဲ့ဒီနှစ်လေးကိုတော့ဒါပြိသက်တွေကလည်းတောင်းဆိုတာပေါ့နော်ဟိုညီမလေးတို့ဟိုကလည်းဟိုနှစ်တိုင်းအလူလောက်တာအဲ့တော့အကိုတခုခုတော့ဒီနှစ်တော့ပြန်ပြီးတော့ဟိုကဖြစ်ပေးပါဆိုတော့အေးဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ဒီနှစ်တော့ ့ကိုယ့်ရဲ့ဒါအနည်းချေရအချေရဆုံးဒါပြိသက်တွေနဲ့အများကြီးတော့မဟုတ်ပါဘူးဟိုဥပမာခံမှန်းချေအယောက်20လောက်နဲ့ပဲအဲကျွန်တော် private အဲလိုမျိုးဟိုဟို coffee နဲ့ကိတ်မုတ်လေးတွေနဲ့စကားပြောမယ်ကျွန်တော်သချင်းဆိုပြမယ်သူတို့အဲလိုမျိုးလေးပဲအဲလှုပ်ဖို့စီစဉ်ထားပါတယ်ခင်ဗျာဟုတ် fan တွေကပိုလိမ့်ပါတယ် fan တွေကစိုးတယ်စိုးတယ် ဆိုးတယ်တကယ်ဆိုးတယ်ဟိုလိုဆိုးတယ်ဆိုတာဟိုလိုမျိုးကြီးဆိုးတာမဟုတ်ဘူးလေအိမ်မှာဟိုညီမအငယ်ဆုံးလည်းဖြစ်တယ်ပြီးတော့တိန်လုံးမှာအငယ်ဆုံးဆိုတော့အဲ့လိုဆိုးတာပါအခုဆိုလို့ရှိရင်သူကလည်းသူအလုပ်လေးကြီးလည်းအဆင်ပြေနေပြီဆိုတော့ဟိုဟွာဖြစ်ပါတယ်အာအရန်ကြီးဆိုးတယ်ဆိုတာခလေးဆိုးဆိုးတာကိုပြောတာဥမာဟိုဥမာကျွန်တော်မနေ့ကဟိုခီးရပြန်ရောက်လာတော့မနေ့ဆိုတော့အဲတကားဝင်ပါအောင်ဆိုရင်အဆောင်ကြီးအင်ကြီးနဲ့တကားလာဖွင့်ပြီးအဲ့လိုမျိုးလေးပေါ့သူ ူလဲဒါစ조사နေတဲ့လူငယ်တယောက်ပဲဆိုတော့အဲသူလဲဒါကျွန်တော်တို့ရဲ့ဒါဆုံးမမှုအောက်မှာရှိခဲ့တာဆိုတော့အဲမိသားစုကဘလို့ရေးကြီးရယ်ဆိုတာသူလဲသိမှာပါအဲ့တော့ဟိုတချင်ချင်ကြရင်သူဒါမိသားစုပေါ်ပြန်တိတက်လင်းမယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ်အခုလဲသူသူတက်နိုင်တဲ့ဘက်ကနေပြီးတော့ဟိုတိတက်ပါတယ်လိမ့်ပါပါတယ်ကျွန်တော်ကလေ ဲတခູ້ခုပေါ့နော်အလူတန်းတခູ້ခုလုတ်တယ်အဲပြီးလို့ရှိရင်အဲထားပါတော့ဘာပဲလုတ်လုတ်ပေါ့နော်ဖះမှာအဲ့လိုဆူတောင်းတဲ့အခါမျိုးတွေအလူတန်းလုတ်ပြီးဆူတောင်းတဲ့အခါမျိုးတွေမှာကျွန်တော်ကလေအဲမိဘကိုအဲလှုပ်ကြွေးပြုစုနိုင်တော့အဟိုဟိုဘယ်လိုခေါ်မလဲစိတ်ချမ်းသာအောင်ထားနိုင်တော့တာကောင်းရည်တနာတယောက်ဖြစ်ရပါစေဆိုတော့စို့ပဲကျွန်တော်အမြဲတမ်းတောင်းတယ်ဆိုတော့ဟိုကျွန်တော်ကျွန်တော်မှတရားရှိရင်တရားလုံးကအဟိုဘယ်လိုခေါ်မလဲ ်ဒါမိသားစုအတွက်ပဲပေါ့နော်အဲဒါကလည်းမိသားစုဆိုတာကလည်းဘယ်လိုခေါ်မလဲကျွန်တော်မမားပွိုင်းလည်းမဟုတ်ပပားပွိုင်းလည်းမဟုတ်ဘူးအဲမိသားစုဆိုတာကျွန်တော်နဲ့ပတ်သက်တဲ့သူတိုင်းအားလုံးကျွန်တော်နဲ့အနီးကပ်ကျွန်တော်ရဲ့ကျွန်တော်ချစ်တဲ့သူအားလုံးကကျွန်တော်ရဲ့မိသားစုပဲလေဥပမာကျွန်တော်ရဲ့ပြိသက်တွေဆိုလဲကျွန်တော်ချစ်တယ်ဆိုကျွန်တော်မိသားစုပဲအဲကျွန်တော်တငယ်ချင်းကျွန်တော်ချစ်လဲကျွန်တော်မိသားစုပဲအဲအဲတကယ်လို့ကျွန်တော်တစ်ချိန်ချင်းရောက်လာလို့အိမ်တောင်တွေပါကြီးကြရဲဆိုလို့ရှင်လဲဒါကျွန်တော်မိသားစုပဲဆိုတော့မိသားစုဆိုတဲ့အောက်မှာက အအကုန်ပါတယ်ပေါ့နော်ဆိုတော့အကုန်လုံးကိုကျွန်တော်အအဲ့လိုမျိုးကောင်းမွန်ဆုံးထားနိုင်အောင်အထားနိုင်တဲ့လူတယောက်ဖြစ်ပါစေလို့ပဲကျွန်တော်ဆုတောင်းပါတယ်ဟုတ်လိုပါသေးတယ်ဆိုတာကလေအဲကျွန်တော် goal တွေလည်းပြည့်စုံမှုလိုသေးတာပေါ့နော်ပြည့်စုံမှုအတွက်ကျွန်တော်အဲစူးစမ်းရအောင်မယ်ဆိုတော့အဲ goal တွေပြည့်သွားတဲ့တနေ့တော့အဲအိမ်အောင်ကြသွားမလား ဒါမှမဟုတ်အဲ့ချိန်ကျတော့အချိန်လွန်သွားပြီးတော့ပဲလူပြိုကြီးဖြစ်နေမလားတော့ကျွန်တော်လည်းမသိသေးဘူး။အများကြီးပဲခင်ဗျာကျွန်တော်ကလေဘရောမှလူဆိုရားလေလောဘအတော်မတက်ဘူးဒီလား။လောဘအတော်မတက်ဘူးဆိုတော့အဓိကကတော့အကုံလုံးကိုကိုယ်နဲ့ပတ်သက်တဲ့သူမှန်သမျှကိုအကောင်းမဆုံးထားခြင်းနဲ့အကောင်းဆုံးဆိုတဲ့အကောင်းဆုံးအရာတွေကိုပဲပေးခြင်းနဲ့စိတ်တစ်ခုကြောင့်အမြဲတမ်းအဲ့လိုမျိုးဖြစ်နေတာပေါ့ကိုကိုကိုဘရောမှငါပြေဆုံးတယ်လို့ငါမထင်သေးဘူး။ပြေဆုံးအဲ့လိုမျိုးနေဖြစ်ဖြစ်နေပြီးတော့ဝေးဝေးနေရတာပေါ့။အဲ့ဒါကြောင့်ဖြေရခက်တယ်ခင်ဗျာ။ဘာလို့လဲဆိုတော့ ဟိုခုနကျွန်တော်ပြောသလိုပဲလူဆိုတာအရာရာတိုင်းမှာလောဘတော့မသက်ဘူးလေအဲဆိုတော့ဟိုဥမာဒီနေ့ဟိုဟိုစားတဲ့အစားအသောက်ကကောင်းနေတယ်ဆိုရင်တော့မှဒီထက်ကောင်းတာလေစားကျင်ကြတာဒါပူရိသတွေရဲ့ဒါထုံးစံပဲပေါ့နော်ဆိုတော့ဟိုကျွန်တော်လည်းအဲ့လောဘကိုအတော်တတ်နိုင်အောင်ကြိုးစားပါမယ်ဘယ်သူမှဆိုအကောင်းဆုံးဆိုရဲအကောင်းဆုံးအရာတွေကိုပဲအဲမိဘကိုပေးကျင်ကြတာလေဆိုတော့ ဲ့လိုမျိုးသဘောပါပဲဟုတ်မထင်မိဘူးတခါကြီးကျရင်ကိုကိုကိုတော့ဟိုဘယ်လိုခေါ်မလဲအပြစ်ပြောမိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆိုရလဲဟိုစိတ်နဲ့တခါကြီးကြလို့ရှိရင်ပေါ့နော်ဟိုကာယကံမနောကံအဲမန်ကာယကံဝစီကံမနောကံကံသုံးပါရှိရပေါ့နော်တခါကြီးကြလို့ရှိရင်လဲဟိုမိဘကိုကျွန်တော်အမြဲတမ်းကောင်းနေနိုင်တာမဟုတ်ဘူးတခါကြီးကြလို့ရှိရင်လဲဟိုစိတ်ထဲကနေပြီးတော့အဲ့လိုမျိုးဟိုဟိုစိတ်တိုင်းမကြတဲ့ခါလေးရှိရတဲ့ခါကြလို့ရှိရင်စိတ်ထဲကနေအဲ့လိုဖြစ်တယ်အဲ့ကြလို့ရှိရင်လဲအမြဲတမ်းထိုင်ကြတော့ပြီးတော့ ခွင်းလွှတ်ပါလို့ပြောရတာပေါ့နော်အဲ့တော့အဲ့ဒီကန်သုံးပါးနဲ့ကျွန်တော်မပြစ်မားမိရဲ့အချိန်မျိုးကျွန်တော်လိုချင်တယ်အမြဲတမ်းအတွက်ဟောဟောဟောကျွန်တော်အသက်ကြီးกว่าလဲအဲ့ဒီဟာလေဟိုရှောင်လွဲဖို့ခက်မယ်ထင်တယ်ဒါဟိုမိဘနဲ့သားသမီးကြား relationship တိုင်းမှာလေအမြဲတမ်းဟိုပရိပခလေးဆိုတာရှိအမြဲတမ်းကြီးလေဟိုကျွန်တော်တို့ဟိုမြန်မာကား drama တွေရဲ့လို့အမြဲတမ်းကြီးအာသားသားအဲ့လိုမျိုးမရှိနေဘူးအမြဲတမ်းဒါကတော့အကုန်လုံးသိမှာပါဘလောက်ပဲချစ်တဲ့ဟို relationship ပဲဖြစ်ဖြစ် relationship ဆိုတာဟိုပါအကုန်ပါတယ်เนาะမိဘနဲ့သားသမီးချစ်သူနှစ်ဦးကြား ာမောင်နှမကြဘလို့ပဲနေနေပေါ့နော်အဲပရိပခလေးရရနေရှိတယ်ဒါပေမဲ့ကျွန်တော်မိဘနဲ့ကျွန်တော်ကြာမှာတော့ပရိပခအနည်းဆုံးနေအောင်ကျွန်တော်အမြဲတမ်းနေတယ်ဒါကျွန်တော်ကခုနစကားဖြစ်တာပြောတာကျွန်တော်တို့ဘရောမအဲ့လိုမျိုးမရှိပါဘူးဟုတ်ဟိုဘာလို့ဆိုတော့အဲဒါခါလေးကြာလို့ရှိရင်အမေကဟင်းသမီးမကြက်သေးဘူးကိုကအလုတ်သွားရမယ်ဥပမာပြောပြအောင်အလုတ်သွားရမယ်ဆိုအမေကမကြက်အာမမကလည်းမကြက်သေးဘူးဆိုတော့အဲ့ဒါအဲ့လိုမျိုးလေးပေါ့အဲစိတ်စိတ်ပူတာတော့မဟုတ်ဘူးပေါ့ ဲ့လိုမျိုးလေးပေါ့အာမမကလည်းဘာလို့မချက်သေးရလဲပေါ့အဲ့လိုမျိုးသားတယောက်အနေနဲ့မိဘပေါ့ပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးတွေကကြတော့อืมမဖြစ်သင့်တာလေးပေါ့လေမိဘလေးဟုတ်တယ်မလားအဲ့လိုမျိုးအဲ့လိုအဲ့လိုမျိုးကြီးဟိုစိတ်ထဲကနေပဲဖြစ်တာပါအများကြီးပြောတာအမေကြည့်နေလို့ရှင်အနောက်လေးဆိုဟင်းနေချက်ထားတော့မှသူမဟုတ်ဘူးပြင်ဆင်ထားပေးအများကြီးပြင်ဆင်ထားပေးတယ်ဟိုတခါတလေပေါ့သူလည်းဖျားရှစ်ကိုနေနေမပြီးကိုကြီးကိုကြီးအလုတ်ကလည်းတည်ရတိုင်းပဲ၈နာရီ၉နာရီဆိုရင်ထွက်ရတာဆိုတော့ဒါကတော့အုတ်တယ်လေနော်ဘယ်လိုလုပ်ပြီးနိုင်ပါလဲအဲ့ဒါလေ